အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်ပွဲသင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်း3.4ကနံပါတ်1နှစ်ပဲဖြစ်ပါတယ်အဲဒီမှာကျွန်တော်နံပါတ်1မှာဆိုလို့ရှိရင်အောက်ပါရုပ်ကိုရှင်းပါတယ်နော်နံပါတ်ကကြီး x into yz power 8အဲ့ဒီမှာကျတော့ဝင်းထဲမှာကျတော့ yz ရှိရပါဘူး။အဲ့ဒီဝင်းမှာတင်ထားတဲ့ x က yz နဲ့ဆိုတော့เนาะ yz နဲ့ဝင်းထဲမှာရှိတဲ့ကိန်းနှလုံးဖြစ်တဲ့ y နဲ့ z နဲ့ပေါ့။အဲ့ဒါကြည့်လို့လည်းဒီက ဲတက်ဆိုင်နေပါနော်ဒါကြောင့်မလို့ရှိတော့ h နော် h ကတော့8ပဲပေါ့နော် y ကကျတော့8တက်ဇက်ကကျတော့8တက်ဖြစ်ပါတယ်အိကကျသူကအဲ့ဒီ green မှာမပါရတဲ့သူမှာတစ်ထက်ပဲရှိရပေါ့နော်ဒါလေးနံပါတ်ခဝေးပါနံပါတ်ခဝေးမှာလည်း m တက် m 3တက်ကိုအပေါ်ကနေပြီးတော့ခုနှစ်တက်တင်ထားပါတယ်ဒါဆိုရင်အဲ့ဒီခုနှစ်တက်က n တက်နဲ့လဲဆိုင်နေ n 3တက်နဲ့လဲဆိုင်နေပေါ့နော်ဒါကြောင့်မို့ကျတော့ဘယ်လိုရင်းလဲဆိုရင် အဲနှစ်ထပ်ပုံမှာအန်သုံးခုနှစ်ထပ်ကိုထက်တင်မယ်အန်သုံးထပ်ပုံမှာလည်းခုနှစ်ထပ်ကိုထက်တင်မယ်ဒါဆိုရှင်ကျတို့နော်ဟိုဟာထန်ညွန့်ထန်ညွန့်ကြီးမြောက်မှာဆိုရင်ဟိုမှာအန်နှစ်ထပ်ရဲ့ပုံမှာခုနှစ်ထပ်တင်နေတဲ့နှစ်ခုနှစ်လေး24နော်ဒါကအန်သုံးထပ်ပုံမှာခုနှစ်ထပ်တင်နေတဲ့ဘာလဲသုံးခုနှစ်လေး27ဒါဆိုရင် m က14ထပ်ပြီးတော့ n ကကျတော့21ဖြစ်ပါတယ် m power 21ဖြစ်ပါတယ်နော်ဒါမှနောက်ကနံပါတ်ကားငယ်ပါနံပါတ်ကားငယ်ကတော့ 3abc to the power sit အဲ့ဒီအဲ့ဒီ sit ကနော်6ဓာတ်ကကျိုး3ဓာတ်လက်ဆိုင်နဲ့36ဓာတ်နော်အေရဲ6ဓာတ်ဘီရဲ6ဓာတ်စီရဲ6ဓာတ်အဲ့ဒီကျိုးက36ဓာတ်ကဘယ်လောက်ရလဲဆိုလို့ရှိရင်929ရတယ်3ကို6ခွာမြရင်929ရတယ်နောက်က a power sit b power sit နဲ့ c power sit ကတော့ဒီအိမ်မဲ့အကုန်လုံးပူရလိုက်ရပါပြီနောက်ကနံပါတ်ကကြီးပါနံပါတ်ကကြီးက minus c power d minus c power c square နဲ့ d square ပေါ့နော်အမှဒေးတဲ့တင်ရတယ် ါပေမဲ့ PlayStation မှာကရှင်ကမိုင်းနက်ဝဲရှိရဲဒါကြောင့်မို့နော်ဒီမှာအချင်းမှာမိုင်းနက်ပေါ့လားသူတို့ကမြောက်ပေါ်ခဲ့ရပါတော့ဝဲဖြစ်တဲ့အတွက်ရှင်မိုင်းနက်ဝဲပေါ့ဒါဆိုရင်မိုင်းနက်ဝဲကလည်း၄တက်စီနှစ်တက်ပုံမှာလည်း၄တက်တင်မယ်ဒီနှစ်တက်ပုံမှာလည်း၄တက်တင်မယ်ဒါဆိုရင်မိုင်းနက်ဝဲ၄တက်ကကျတော့ plus 1ရမယ်စီနှစ်တက်ပုံမှာ၄တက်တင်တော့စီ6တက်ရမယ်ဒီနှစ်တက်ပုံမှာ၄တက်တင်တော့လည်းစီ6တက်ရပါတယ်ဒါကြောင့်မို့အပြေက1အ6တက်ပုံ8တက်ပေါ့နော်ဒါမြောက်ကမှာဖြစ်တဲ့အတွက်1လေး၄ရှိ1လေး၄ရှိရှိရဝဲရေးလိုက်ရတယ်မေးလိုက်ရတယ် ငါးကကျတော့ 7r2 s the whole square ပေါ့နော်အဲဒီခုနှစ်မှလည်းနဲ့တက်တင်မယ် r2 မှလည်းနဲ့တက်တင်မယ် s မှလည်းနဲ့တက်တင်မယ်အဲဒီခုနှစ်နဲ့တက်ကတော့49 r နဲ့တက်နဲ့ပုံပါနဲ့တက်တင်တော့ r လေးတဲ့ပြီးတော့ n နဲ့ထည့်ရပါတယ်နံပါတ်စာလုံးရတဲ့အတိုင်းပဲ -5 ပုံပါလေးတင်မယ် p square ပုံပါလည်းလေးတင်မယ်ကျူးကျူးပုံပါလည်းလေးတင်မယ်အဲဒီ -5 လေးတက်ကကျတော့အပြေက695ရရဲသူကအနောက်ကိမ်းပုံပါအပေါင်းစုံငင်းဖြစ်တဲ့အတွက်တော့စုံငင်းထည့်ရုံဖြစ်တဲ့အတွက်ဒီလိုအပေါင်းလက္ခဏာရထပါတယ် ီးရကြတော့နှစ်လေးတွေရှိတတ်ပြီပြီးတော့ကျွားရတော့၃လေးဆက်နှက်ဖြစ်ပါတယ်။စလင်ရရ0.9ကိုနော်0.982 y² the whole square ပေါ့နော်။အဲဒီ0.9ရလဲနှစ်ထပ်ဖြစ်မယ်။ h2 မှာနှစ်ထပ် y² မှာနှစ်ထပ်။0.9ကိုနှစ်ထပ်တင်တော့ရှိသွားပါလား။0.9နှစ်ခါပြတော့0.81ရပါတယ်။နောက်ကအဲ8က3တက်နဲ့နှစ်ထပ်နဲ့ဆိုတော့3တက်ဒီချာ y ကကြတော့နှစ်နဲ့ဒီလေး။နောက်ကဇာခွဲပါ။ဇာခွဲက -1 -3 y power yz the whole square the whole power 5ဒါကြောင့် minus 1 minus 3ကလည်း9တက်ရမယ် y ကလည်း9တက်ဇက်ကလည်း9တက်ဒီလို1 9တက်ကတော့1မရမယ်နော်3 9တက်ကကျတော့ဒီလိုကနော်3 9တက်ကကျတော့143ရပါတယ်အဲတော့ထညိုးကအမိုင်းတက်တဲ့ကျိုးဘယ်လဲအနှုတ်နေပဲလာလို့ပေါ့နော် y 9တက်15တက်ဒါသိနံပါတ်တူပါပြီနံပါတ်2ကအောက်ပါလို့ရှင်းပါတဲ့ 6ab2 နဲ့ ab နဲ့မြောက်မယ် -8a2 နဲ့ b2 နဲ့မြောက်မယ်နော်ဒါဆိုရင်ဒါ800 -8 ကဒီ wing နဲ့မှာကြဆို ab ဆိုတော့သူ့ရဲ့မြောက်ပုံက1 -6 နဲ့မြောက်တော့6ရတယ်နော် a နဲ့ a နဲ့မြောက်တော့ a2 b2 နဲ့ b နဲ့မြောက်တော့ b2 နော်နောက်ကတော့ a2 b2 ဒါဆိုရင်ကျတို့မျိုးတူပါ යි နော်နောက်ကအဲ့ဒီအရင်ကမှ a2 b2 ဆိုတော့ဆိုင်မျိုးတူကိန်းလို့ဖြစ်သွားပြီ ဲဆိုရင် minus 6နဲ့ plus 6 minus 8နဲ့ plus 6နဲ့ဆိုတော့ကျွန်တော်နှုတ်လိုက်တဲ့အခါမှာ minus 2ရတယ်။နောက်ကမျိုးတကယ်လို့ဖြစ်တဲ့ a square b2 ကတော့ damage ပြေးပြန်မယ်။နောက်ကနံပါတ်ခဝေးပါ။နံပါတ်ခဝေးက z2 ဆိုတော့ကျွန်တော် 2z နဲ့နော် 2z နဲ့ z2 နဲ့ကျွန်တော်ပြလိုက်တဲ့အခါမှာ z က3တက်နဲ့တက်နဲ့ဆိုတော့4တက်နှစ်ကတော့2ပဲပေါ့နော်။နောက်က z2 နဲ့3နဲ့တက်က 3z2 ရတယ်။နောက်က minus နောက်ကကျတော့ z နဲ့3နဲ့တက်ကမှ 3z ရပြီးတော့ la fuse tu ne se me la ma mai ne fuse fu pa wa fu ya ba le a ra jo tu ra si ya ka ma no myo tu ke lu lo si 2z power 4 minus 4z power 4 နောက်ပါတော့3 z 2နဲ့ minus 3 z ကတုံးရင်းဆိုရမ်းမဲ့ရေးလိုက်မယ်။အပြင်2 z power 4နဲ့4 z power 4ဆိုတော့ဒီမှာပါတော့အဲ minus 2 z power 4ရပြီတော့နောက်ကနှလုံးကတော့ဒီရမ်းမဲ့ပြင်ရေးပါတယ်။နောက်ကနံပါတ်ကငယ်ပါ။ ။အမှန်ကနေရ -3h² 3ay² 8y- 8y နဲ့အဲ့မြောက်မယ်။ဒါက 3ay² နဲ့ 8y + y ရဲ့ကိုမြောက်မယ်။ဟုတ်လား။ဒါပေမဲ့ဒီလိုရှေ့က -3 နဲ့ရှေ့က y နဲ့မြောက်တဲ့အခါမှာ -3 ရတယ်။ h ကနှလုံးသွင်းတစ်ထပ်။ y က y ကနှစ်ထပ်နဲ့တစ်ထပ်နဲ့ဆိုတော့ y သုံးတက်။ဒါကရှေ့သုံးကဂိမ်းပါ။နော်။ဒါဒုတိယ x ကိုနော် -3ay² နဲ့ -8y ကိုရှုံ့မှတ်တဲ့အခါမှာ -3 နော် -3 ဆိုပလက်ဖြစ်သွားမယ်။ ။ဒါတတိယဒီပဲအိကနှလုံးဆိုတော့နှစ်ထပ်ဖြစ်ပါမယ်။ y square ရပါမယ်ပေါ့နော်။ဒါရှိကဟာဒါတည်းမိုင်းနဲ့ create y square နဲ့ xy နဲ့ညရဲခါမှာမိုင်းနဲ့နော်3 x square y square အဲ့နှစ်ထပ်နဲ့ x square y ကြီးနေပါတော့။နောက်ကမိုင်းနဲ့3 x y square နဲ့ plus x နဲ့ညရဲခါမှာမိုင်းနဲ့3 x square y square ရပါတယ်။အဲ့ဒီမှာကျတော့မျိုးတူကိန်းလုံးနှစ်ခုဖြစ်ပြီးတော့ plus နဲ့ minus နဲ့ဆိုတော့အဲ့နှစ်ခုကကြီးပါတယ်။ကြီးတဲ့ကောင်မှာဘာကျင်လဲဆိုရင် -3a² y cube နဲ့ minus 3 square y cube နှစ်ခုပေါင်းတဲ့ခါမှာ minus 6 square y cube ရပါတယ်။ခန်းငယ်ပြောချေခါကြီးပေါ့နော်။ခါကြီးက 3u နဲ့ u square 3u ပေါ့နော်။ဒါဆိုရင် 3u က 3u ပဲ u square ပေါ်မှာသုံးတတ်တယ်နော် u နော် u square ပေါ်မှာသုံးတတ်တယ်မဲ့ u ပေါ်မှာလည်းသုံးတတ်တယ်မဲ့နောက်မှလည်းအတိုင်းပဲ2ပေါ်မှာနဲ့တတ်တယ်မဲ့ u ပေါ်မှာနဲ့တတ်တယ်မဲ့ဟုတ်ကဲ့နော်။ဒါဆိုလို့ရှိရင်ရှေ့ဆုံးက 3u နောက်က u ရဲ့ပေါ်မှာကျတော့2 3 6 b က3ပဲ။နောက်ကနှစ်နှစ်ကလေးရမယ်။ နော် u square u square နဲ့ u square ဘောနော်မနက်က minus u power 5ရယ် v ကြည့်ရယ်ဘောနော်အဲ့ဒါရင်ရှင်းရနော်အဲ2နဲ့ minus u v အဲနှစ်တစ်ခါ4ရတယ်နော် u square နဲ့ငါအနောက်က u 5နောက်က v 3ဘောနော်ဒါတော့ဆိုလို့ရှိရင် 3u နော်ဒီမှာရှင်းရ3ပြီးတော့ u တစ်ထက်နဲ့ u 6နဲ့ u 9ထက်ရတယ် v က3တက်နော်အနောက်မှာကျတော့ကျတော့ အဲဖုန်းနဲ့ယူနှစ်ထပ်နဲ့ယူငါးထပ်ဆိုယူခုနှစ်ထပ်ယူသုံးထပ်ဆိုဆိုမျိုးလူကလေးလုံးဖြစ်သွားပြီဒါဆိုရင်အဲယူခုနှစ်ထပ်ယူဒီသုံးထပ်လေးလုံးနဲ့အာယူခုနှစ်ထပ်ဒီသုံးထပ်သုံးလုံးလို့ပဲရှိရင်သူကမိုင်းနဲ့ယူ1ယူခုနှစ်ထပ်ဒီသုံးထပ်ကျန်ပါတယ်နောက်ကနံပါတ်9ပေါ့နော်နံပါတ်9ကကျတော့ CA square အဲ့ဒီမှာကျတော့6ကလည်း3ထပ်8က3ထပ်1ကနှစ်ထပ်ပေါ်မှာ3ထပ်တင်မယ်နောက်မှလည်းအတိုင်းပဲ3ပေါ်မှာ2ထပ်8ပေါ်မှာ2ထပ်1နှစ်ထပ်ပေါ်မှာ2ထပ်တင်မယ်ပေါ့နော် အဲ့ဒါဘယ်လိုရလဲဆိုရင်63ကနေ36ရမယ်8က2 y y က6ပေါ့နော်ဟိုက32က9 y ကဒါမိနစ်ပုံမှန်နဲ့တက်တင်တော့4เนาะ 5y square ပေါ့နော်ဒါဆိုလို့ရှိရင်ကျတို့ကနောက်က5 9နဲ့ plus ရနောက်ကနော်ဒီမှာ9 9 y square y 4နဲ့5 square 5 8y square နဲ့ကျတို့မျှတဲ့အခါမှာနော်9 5 45အဲ့ဒီတစ်နဲ့8တစ်နဲ့ဆို8 3တက်ရတယ် y 4တက်နဲ့ y 2တက်ဆို y 6တက်ရပါတယ်ကဲနောက်ခုကတော့မျိုးတူ y ပေါ့နော် လို့ထူတယ်ဆိုတော့တော့အခက်ရောက်ကြည့်ရင်မျိုးထူလာမျိုးလာသိရပါတယ် AQ power AQ wine စင်နဲ့ AQ wine စင်ဆိုတော့မျိုးထူရပြီအရင်နေရာ16 45နဲ့ကိုပြောရလက္ခဏာတူတော့ပေါင်းမိရမယ်နေရာ61ရပါတယ်နောက်က AQ wine စင်မျိုးထူတဲ့ကင်းလို့ရတာလုံးမရေးဘူးနော်ကဲငါပြီးတော့စလုံးမှာစလုံးမှာကျတော့ 5p square 22ဆိုတော့5ကိုလည်းနှစ်ထပ်တင်မယ် p ကို p square ပေါ်မှာလည်းနှစ်ထပ်တင်မယ်2ပေါ်မှာလည်းနှစ်ထပ်တင်မယ်ပေါ့နော်နောက်က 6p2 ကဒီတိုင်းမှာပဲ အခုတော့အရှိအဝါ apply ရဲ့နော်ကဲ့ရဲ့ခွင့်ရကြတယ်လေ4ပုံမှာ30တင်မယ်ပြီပုံမှာ30တင်မယ်ကျူပုံမှာ2ထပ်ပုံမှာ30တင်မယ်နော်နောက်ကခွင့်ရရရိုင်းမထားပါနဲ့အဲ့ဒါရဲ့9နှစ်တက်ကကျတော့25နော်ပြီးရကျတော့1နဲ့4ကျူကကျတော့3နဲ့6နော်အဲအပေါင်းရဲ့နောက်မှာကျတော့4 3နဲ့ဆိုတော့အဲ4 3နဲ့က4 3မှာပြတော့64ရပါတယ်နောက်ကပြီးကျူပါနော်ကျူကကျတော့2 3နဲ့6 6ထက်ဒါဆိုရင်ကျတို့ခွင့်နဲ့ရှေ့ကအင်္ဂလိပ်နဲ့ပြောတဲ့အခါမှာ25 6 25 6 150 ီလေးတက်နဲ့ပီတက်တဲ့ဆိုပီ9တက်ချီ6တက်နဲ့ဂျူတက်တဲ့ဆိုဂျူ9တက်ရပါတယ်။ဒါ6 4နဲ့ဂွေနဲ့မှာရှိတဲ့ -2 နဲ့ပြောတဲ့ကောင်က -128 ရပါတယ်။ပီ3တက်နဲ့ပီ9တက်ဆိုပီ9တက်ရပြီးတော့ဂျူ6တက်နဲ့ဂျူတက်တဲ့ဆိုဂျူ9တက်ရပါတယ်။ဒါဆိုရင်ကျွန်တော်မျိုးတူကင်းလို့ဖြစ်သွားပြီ။တော့အခက်ရကင်းတဲ့နေက3 power 5 2 power 7ပေါ့နော်။ကဲဒါဆိုရင်ကျတို့ကငုတ်တူရပြီဆိုတော့နှုတ်လို့ရပါပြီ150ရ120ရှိဖို့နှုတ်မယ်။ဒါဆိုရင်20နှစ်ကျန်တယ်။နောက်ကအခေရာမျိုးတူကင်းလို့ဖြစ်တယ်။ပြီး ီပါဝါ5နဲ့2ပါဝါ7ရောက်တော့ဒီတိုင်းပဲပြင်ရပါတယ်။ဟုတ်ပြီ။စာလုံးမျိုးကျွန်တော်စလိမ်မှာစလိမ်မှာ -3 เนาะ -3 နှစ်ထပ်ရမယ်။အိတ်3နှစ်ပုံမှာလည်းနှစ်ထပ်တင်ပါတော့เนาะ။အဲနောက်ကိမှာလည်း -2 ကနှစ်ထပ်အဲနှစ်ထပ်ပုံမှာနှစ်ထပ်ပေါ့เนาะ။သူကထက်ဒီသူကလည်းဂွင်းရဲ့ပုံမှာထန်ညွန်းတင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဂွင်းနဲ့ကရှိတဲ့เนาะဒီကိန်းကနေနေအကုန်လုံးကသက်ဆိုင်နေအဲ့ဒီထန်ညွန်းပါပေါ့เนาะ။အဲ့ကြောင့်ကျွန်တော်ထပ်ပြီးရေးကြပါ။ဟုတ်ပြီ -3 နှစ်ထပ်ကကျတော့9ရတယ်။ ိတ်ကကြတော့ငါ6ထက်ရပါတယ်ငါက minus 2နဲ့တက်က4ရပြီးတော့အိတ်နှစ်ထက်ပေါ်မှာနဲ့တက်တယ်တော့400ရပါနော်ဒါဆိုကျေတော့တန်းပြီးတော့မြောက်လို့ရပါပြီဟာခြေတော့6ဆိုတော့ပေါ့နော်6က6တက်လီ6ပဲအိတ်6ထက်နဲ့အိတ်တက်ထက်ဆိုရင်အိတ်9ထက်ရရ Y က2ထက်က2ထက်ပဲဇက်ကလည်းတစ်ခုရပါမှာနော်ပြီးတော့ကျေတော့နောက်က minus ရဲ့နောက်မှာဆိုရင်ဂရင်းသုံးငွေ့ရှိပါရဲ့4ရဲ့နော်ဂရင်းသုံးငွေ့ရဲ့ရှိရပါနော်အဲ့ဒီမှာကျေတော့၄၅၄20ကိန်းကိန်းချင်းပြတော့၄၅20 ိတ်ကကျတော့ရှင်သောကွေးမှာ၄တက်ဒုတိယကွေးမှာ၁တက်ဆိုတော့၅တက်နောက်ကွေးမှာ၂တက်ဆိုတော့အိတ်က9တက်ရပါတယ်။ဝိုင်းကလည်းပထမကွေးမှာ၁တက်ဒုတိယကွေးနောက်ဆုံးကွေးမှာ၁တက်ဆိုတော့၂တက်ရပါတယ်။ဇက်ကကျကျတလုံးနဲ့ဆိုတလုံးနဲ့ပေါ့နော်။ဒါဆိုရင်သူ8 power 7 wine power 2 z ဆိုတော့ဆိုတော့ node ကင်းလို့ဖြစ်သွားပါပြီ။ဒါဆိုရင်4နဲ့20နဲ့ကျတော့ပေါင်းတဲ့ခါမှာ29ပေါ့နော်။၂၉နောက်ကမဲလူကင်းလို့တော့ဒီရမ်းပဲပြင်ရပါတယ်။စလိမ်ရွယ်ချိုးစားခွဲပေါ့နော်။ 18 r s square 2အဲ့ဒါ18 3တက် r 3တက် s square 3တက်ဟုတ်ကဲ့နော်ဒီဆက်ပါတယ်ဝင်းနေရပုံမှာရှိတဲ့ gain အတိုင်းပဲကျတော့ပါအောင်ဆက်ပြီးရေးလိုက်ပါတယ်ဒါက16ကလည်း2တက် r ကလည်း2တက် s ကလည်း2တက်ပြီးတော့ -r က4တက်နောက်က s square ကလည်း4တက်အဲ့မှာ -r မှာဘာလို့ -1 ဖြစ်တာလဲဆိုတော့ r ရဲ့ရှေ့မှာရွှေနှောက်ပေါ်ကြီး r square ရှိမှာမျက်မှောက်ရင်းကတိရှိရယ်သူက minus လဲဆိုတော့ minus 1လို့ဆိုသူကခွဲထုတ်လိုက်တာပေါ့နော် minus 1က၄တက် r ကိုကြာဆိုအပေါင်းကြီးနဲ့ရေးမယ် r ၄တက် r square ပေါ်မှာ၄တက်နော်နောက်ဆုံးပေါ်မှာကျတော့လေ3ပေါ်မှာ3တက် r ပေါ်မှာ3တက်နော်5ကတော့5ပဲဘာလဲ1မှာ8မှာဆိုလို့ရှိရင်1 3တက်ကတော့ဝဲမယ်ပေါ့နော်8 3တက်က90နည်း r ကတော့3တက်တိုင်းပဲပြင်ရေးမယ် s 2နဲ့3နဲ့နဲ့မြတ်တော့ h 6ရရတယ်16နဲ့4က256 16နဲ့3က16 16လေးရနော်16နဲ့4မဟုတ် ဆဆဆောက်လေးရ256အာကကျတော့နှစ်ပုံမှာနှစ်တင်တော့၄ရက်ရတယ်နောက်က s square ပေါ့နော်နောက်က minus 1နေတဲ့ဆိုရင်စမောအပေါင်းလေးရတယ်ပေါ့နော်အပေါင်းလေးနောက်ကအပေါင်းလေးရချင်အပေါင်း1ကတော့မရေးတော့ပေါ့နော်အပေါင်း1ပေါ့နော်အပေါင်း1ကမရေးတော့ဘူးအာလေးတက် f ပုံမှာနှစ်နဲ့၄နဲ့မြောက်တော့နေလေးရှင်း3 3ရက်က29အာ3တက်အာ5ပေါ့နော်မရေးရပါတယ်ရတဲ့ကမှာကျတို့ဒီမှာ256နဲ့ငါးတစ်စင်းလေးကိုကျင်းတဲ့ကမှာ256တက်ပြီး256နဲ့၄ကငါးတစ်စင်းလေးဟုတ်လားဒါဆိုရင် ရှေ့မှာကဘာကျန်လဲဆိုလို့ရှိရင် when my do r7 เนาะအမှဆို r ကအရှိမာ3တက်ဝင်းနဲ့မှာ4တက်ဆိုတော့ r 9တက် s ကကျတော့ရှေ့မှာ6တက်ဝင်းနဲ့မှာ4တက်ဆိုတော့ r 8တက်နောက်မှာလည်းအတိုင်းပဲ29နဲ့เนาะ5နဲ့မြောက်တက်ခါမှာ135ရရတယ်ပြီးတော့ r က4တက်နဲ့3တက်ဆိုတော့ r 9တက်ရရတယ် s ကကျတော့8တက်ရရတယ်ပေါ့နော်ဒီလိုဆိုရင်ရှေ့လို့မျိုးတူသွားပြီမျိုးတူသွားပြီဆိုရင်ရှေ့လို့ပေါင်းလို့နှုတ်လို့ရပြီပေါ့နော်ဘာလို့ဆိုတော့ r 7 s 8 r 7 a 8ကကျတော့ ဟိုအခေယာကိန်းနဲ့ကိုကြည့်တဲ့အခါမှာအခေယာကိန်းနဲ့ကတူနေရတာမျိုးတူကိန်းလုံးပါနော်အခေယာကိန်းနဲ့ကတူနေမျိုးတူကိန်းလုံးဖြစ်ပါတယ်ဒါဆို153နဲ့135နဲ့ကိုဝမ်းမိုင်းတူဆိုတာတဝက်135နဲ့တဝက်ကိုလုပ်ရင်134နဲ့တဝက်ကျင်ပါတယ်134 1 2အနုတ်ကများတဲ့အချက်မှာအနုတ်လက္ခဏာတွေတက်ပေးရပါတယ်အာနော်အာပါဝါ7ပါအာ အာပါဝါအာပါဝါ7ပါနော်ဒီချက်ကမှမှားပြီးတော့လုပ်မိရပါဟို S ပါဝါ8ရပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်လေ့ကျင့်ငယ်ကသုံးသမလေးကတော့ နော်တင်းတင်းငင်းငင်းဆိုရင်ပြီးပါပြီအဆုံးကြီးပဲတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်